မင်္ဂလာပါအခုချိန်အစပြုမေလာ28ရက်နေ့ဗုဒ္ဓနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါ ထမဆုံးတော့ဖက်ကန်တိုက်ပွဲနဲ့ဆ ਾਇ ရအောင်ပါကချင်ပြည်ဖက်ကန်မှာဒီစစ်ကောင်စီတက်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတက်တို့အကြတိုက်ပွဲတွေအပြင်းထန်ဆက်ပြီးတော့ဖြစ်နေပါတယ်ဖက်ကန်ကလုံခင်းရွာတဲ့ကိုရောက်လာတဲ့စစ်ကောင်စီတက်နဲ့ပြည်သူစစ်ပူပေါင်းအဖွဲ့တွေကအယက်သားပြည်သူတွေကိုဖမ်းဆီးပြီးတော့တိုက်ပွဲထဲမှာလူသားတိုင်းကအဖြစ်အသုံးပြုနေတဲ့ရုပ်တံဖိုင်တွေကလည်းလူမှုကွန်ရက်စာမျက်နှာမှာထွက်လာခဲ့ပါတယ်ဖက်ကန်ဒေသကသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရာတော့အဲ န်းလဲပြင်ပြီးတော့ငိမ့်ချမ်းသာယာနဲ့လုံခင်းရွာတွေထဲမှာတိုက်ပွဲတွေပြင်းထန်နေတာလို့သိရပါတယ်။လုံခင်းရွာထဲမှာလက်နက်ကြီးတန်းလက်နက်ငယ်တန်းတွေလည်းဇက်တိုက်ကြားနေရပြီးတော့အချင်းချင်းပြည်သူတွေဟာဆိုရင်အပြင်းမထွက်ကြဖို့တတိပေးနေကြပါတယ်။မနေ့ကစပြီးတော့ဖကတ်ဒေတာခန်တချို့ကတော့ဘေးလွတ်မဲ့နေရာတွေကိုထွက်ပြေးနေကြပြီဖြစ်ပါတယ်။ကာမိုင်းဖကတ်လမ်းကြောင်းအတိုင်းစစ်ကြောင်းထိုးပြီးတော့ဝင်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကို KIA နဲ့ပူးပေါင်းအဖွဲ့တွေကလမ်းတလျှောက် ောက်မှာတိုက်ခိုက်ခဲ့ကြပြီမဲ့ဒီမေလ29ရက်နေ့မနေ့ကပေါ့နော်မနေ့ကစပြီးတော့လုံခင်းမှာရှိတဲ့ဒီရန်ချက်စစ်ရုံနားဘက်ကိုအင်အား200လောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ် ဖကန်ဒီတောင်ပြန်လဲထိမ့်ချုပ်နိုင်ရေးစစ်ကောင်စီကစစ်ကြောင်းတုံးချောင်းခွဲပြီးတော့ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်ဘက်ကဒီသေဘောဘူစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းရှင်းလင်းခံလိုက်ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်80ကျော်ပါတယ်စစ်ကြောင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကအရှင်ဖတ်မိထားတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ မေလ29ရက်နေ့မနေ့ကတေဘောဘုစခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းဟာဆိုရင် DKBA ဌာနချုပ်နာကဒီစုံစည်းမြိုင်နားမှာရောက်လာတဲ့အခါမှာ KNL ပူပေါင်းတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံခဲ့ရတာဖြစ်ပါတယ်။ ဲ့ဒီစစ်ကြောင်းနဲ့ KNL ပူပေါင်းတပ်တို့ဟာဒီနေ့မနက်ပိုင်းအချိန်ထိတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်ကိုအရှင်ဖမ်းမိထားပါတယ်။နောက်ပြီးတော့လက်နက်ခဲယမ်းတွေလည်းသိမ်းယူနိုင်ခဲ့တဲ့အပြင်တပ်ဖွဲ့ဝင်အများအပြားလည်းသေဆုံးခဲ့ပါတယ်။ဆိုတော့အခုဆိုလို့ရှိရင်ဒီစစ်ကြောင်းတစ်ကြားလုံးကပြတ်သွားပြီလို့မြေပြင်သတင်းအရင်းမြစ်တွေကဆိုပါတယ်။ဒီတိုက်ပွဲတွေကြောင်းစုံစည်းမြိုင်လေးဝော်နဲ့တေဘောဘိုးကဒေသခံပြည်သူတွေကတော့ထိုင်းနိုင်ငံဘတ်ချန်ကိုစစ်ပေးရှောင်နေကြပါတယ်။ တမူပကဖရဲဘော်10ရောက်အသက်ခံရတာနဲ့ပတ်သက်ပြီးတော့အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးကြဖို့မိသားစုဝင်တွေနဲ့ဒေသခံတွေကဆန္ဒထုတ်ဖော်တောင်းဆိုလိုက်ပါတယ်။စကိုင်းတိုင်းတမူခရိုင်တဲကပြည်သူ့ကာကွယ်ရေးအဖွဲ့ဒီတမူပကဖကရဲဘော်10ရောက်ကိစ္စအမှုမှန်ပေါ်ပေါက်ရေးမေလ26ရက်နေ့လုံးကဆန္ဒထုတ်ဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြင်ဒေသတွင်းမှာရှိတဲ့တာဝန်ရှိသူတွေအနေနဲ့အမှုမှန်ပေါ်ပေါက်အောင်လုပ်ပေး ကြဖို့တောင်းဆိုရတာဖြစ်တယ်လို့မိသားစုနဲ့နှိဆက်သူတယောက်ကပြောပါတယ်။မေလ14ရက်နေ့ဝင်းကျင်လောက်ကတမူးမျိုးနယ်နဲ့ထိဆက်နေတဲ့အိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်နားကနေရာတစ်ခုမှာတမူးပကဖအဖွဲ့ဝင်ရဲဘော်တွေကိုအိန္ဒိယနိုင်ငံအာသန်ရိုင်ဖယ်တပ်ဖွဲ့ကဖမ်းဆီးသွားပြီးတဲ့နောက်ပြစ်ခတ်တပ်ဖြတ်လိုက်တာဖြစ်ပါတယ်။ မန္တလေးမြို့ချမ်းအေးတာဇံမြို့နယ်တဲကကောင်းပွိုင်ဘားဆိုင်မီးလောင်သွားပြီးတော့အမျိုးသမီး၄ယောက်တိတ်ဆုံးသွားခဲ့တယ်လို့မျိုးကန်တွေကပြောပါတယ်။တိတ်ဆုံးသွားတဲ့သူတွေရဲ့ရုပ်အလောင်းတွေကိုတော့မန္တလေးစစ်ရုံကြီးကိုပို့ထားပြီးဘယ်ကနေမီးစပြီးတော့လောင်တာလဲဆိုတာကိုလည်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ ဒီနေ့မနက်ပိုင်း10:00နာရီလောက်မှာမီးလောင်မှုဖြစ်ပွားခဲ့တာပါဒီဘားဟာဆိုရင်ငလင်တန်းကြောင့်အဆောက်အုံပြိုကျပျက်စီးခဲ့တဲ့အတွက်ပိတ်ထားတဲ့ဘားဆိုင်တစ်ခုဖြစ်တယ်လို့လည်းမြို့ကန်တွေကပြောပါတယ် ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအရှိတောင်အာရှဒေသတွေကိုခရီးလှည့်လာတဲ့ပြင်သစ်သမ္မတအီမန်နျူအယ်မက်ခရွန်ဟာဒီကနေ့မှာတော့အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိခဲ့ပါတယ်ပြင်သစ်သမ္မတဟာအင်ဒိုနီးရှားသမ္မတဖြစ်တဲ့ပရာဘိုဝိုဆူဘီယန်တိုနဲ့တွေ့ဆုံပြီးကာကွယ်ရေးနဲ့ကုန်သွယ်ရေးတိုးမြှင့်ဖို့ဆွေးနွေးကြမယ်လို့ဆိုပါတယ် အင်ဒိုနီးရှားနိုင်ငံလေတက်ကဒီအမေရိကန်ရုရှားနဲ့အင်္ဂလန်နိုင်ငံထုတ်လေယာဉ်တွေကိုအသုံးပြုနေတာဖြစ်ပြီးမကြာခင်မှာတော့တချို့လေယာဉ်တွေဟာတက်တန်းကုန်ဆုံးတော့မှာဖြစ်ပါတယ်မကြာသေးခင်ကတော့အင်ဒိုနီးရှားနိုင်ငံဟာပြင်သစ်က River တိုက်လေယာဉ်40နစီးကိုမှာထားတာဖြစ်ပြီးတော့နောက်နှစ်ဆက်မှာအဲ့ဒီတိုက်လေယာဉ်တွေစပြီးတော့ရတော့မှာဖြစ်ပါတယ်ဒါအပြင်အင်ဒိုနီးရှားကပြင်သစ်ကရေငုပ်သင်္ဘောနစီးနဲ့မြေပြင်ထိန်းချုပ်ကြားဖြတ်ရေဒါ73လုံးကို လည်းအာဝယ်ယူဖို့အတွက်မှာထားပြီးဖြစ်ပါတယ်။ပြင်သစ်သမရဟာခီးစဉ်ပထမဆုံးနိုင်ငံအဖြစ်ဗီယက်နမ်နိုင်ငံကိုသွားခဲ့ပြီးအာဆီယံနိုင်ငံထဲမှာစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားကိုတော့ဒုတိယအနေနဲ့ရောက်လာခဲ့တာဖြစ်ပါတယ်။အခုဒီခီးစဉ်အတွင်းမှာဆိုရင်စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြင့်ဖို့အဓိကဖြစ်တယ်လို့အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ပြင်သစ်သမရဟာအဲဒီကနေစင်ကာပူနိုင်ငံကိုခီးဆက်မှာဖြစ်ပါတယ်။ ဂျမနီဝင်ကြီးချုပ်ဖရက်ဒရစ်မတ်စ်ကယူကရိန်းကိုပေးနေတဲ့ဒီဆစ်လက်နက်ပစ္စည်းတွေမှာ အကွာအဝေးကန့်သက်ချက်ကိုပယ်ဖျက်လိုက်တဲ့အကြောင်းကြေညာလိုက်ပါတယ်ရုရှားကယူကရိန်းမြို့တော်ဖြစ်တဲ့ဒီကိတ်အပါဝင်မြို့ကြီးတွေကိုအပြင်းထန်လေကြောင်းကနေတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးတဲ့နောက်မှာဒီတနင်္လာနေ့မှာပဲဂျမနီဝင်ကြီးချုပ်ကပြောဆိုလိုက်တာဖြစ်ပါတယ်ဂျာမန်ဝင်ကြီးချုပ်ကဒီဆုံးဖြတ်ချက်ဟာဆိုရင်ဂျာမန်တနိုင်ငံတည်းရဲ့သဘောထားမဟုတ်ပဲအင်္ဂလန်ပြင်သစ်အမေရိက ကန်တို့လည်းဒီလိုမျိုးဆုံးဖြတ်ထားတယ်လို့ပြောလိုက်ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့အခုကယူကရိန်းဟာဆိုရင်ဒီရုရှားနိုင်ငံတဲကစစ်ရေးပြင်းမှတ်တွေကိုပါတိုက်ခိုက်ပြီးတော့သူ့ဘာသာသူကာကွယ်နိုင်တော့မယ်လို့လည်းပြောလိုက်တာဖြစ်ပါတယ်။အဲ့ဒီပြောဆိုချက်ကိုတော့ရုရှားရဲ့ဒီခရမလင်နန်တော်ဘက်ကကန့်ကွက်ရှုံချလိုက်ပါတယ်။ဒါဟာအနည်းရှိတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်းခရမလင်နန်တော်ကဆိုပါတယ်။ နောက်ဆုံးတစ်ပုတ်ကတော့ဂျန်စီရီနဲ့ဒီအရက်တောက်သုံးမှုအကြောင်းကိုပြောပြမှာပါအခုတွေ့ရှိချက်တစ်ခုမှာတော့ဂျန်စီရီဟာအရက်အလွန်ကျွန်တောက်တာနောက်ပြီးတော့လိန်ဆက်ဆန်လာနဲ့မူရဲ့ဆေးဝါးသုံးဆွဲတာတွေမှာ သမိုင်းတွင်လအောင်ရော့ကျသွားတယ်လို့ဆိုပါရယ်စိတ်ဝင်စားစရာကောင်းတာကတော့ဒီလွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာဆိုရင်အမျိုးသမီးနဲ့အမျိုးသားအရက်တောက်သုံးမှုနှုန်းကွာဟချက်ကနည်းလာရာကနေအခုနောက်ဆုံးမှာတော့အမျိုးသမီးတွေဟာအမျိုးသားတွေထက်အရက်တောက်နှုန်းပိုလာခဲ့တာပဲဖြစ်ပါရယ် နောက်ပြီးအရက်အလွန်ကျွန်းသုံးဆွဲတဲ့နေရာမှာလည်းအမျိုးသမီးတွေကအမျိုးသားတွေထက်မပိုရင်တောင်မှမရောတဲ့နှုံထားမှရှိလာနေတယ်လို့ဆိုပါတယ်။ဘာကြောင့်အခုလိုမျိုးဖြစ်လာရတာလဲဆိုပြီးတော့အမေရိကန်နိုင်ငံတဝမ်းမှာအချက်လက်တွေကောက်ယူခဲ့ကြပါတယ်။ဒီလိုမျိုးကောက်ယူပြီးတော့လေ့လာတဲ့အခါမှာအမျိုးသမီးတွေဒီအရက်တောက်နှုံက73ရာခိုင်နှုန်းကျသွားတဲ့အချိန်မှာတော့အမျိုးသားတွေရဲ့အရက်တောက်နှုံက97ရာခိုင်နှုန်းကျသွားတဲ့အတွက်အခုလိုမျိုးဖြစ်လာတာလို့ဆိုပါတယ်။ တယ်အခုလိုမျိုးအရက်တောက်နှုံ ရော့ကျလာတာကဒီအရက်ကြော်ညာတွေနဲလာတာမျိုးနောက်ပြီးတော့အရက်ထက်ဆေးကြောက်ကိုပို့ပြီးတော့သုံးဆွဲလာကြတာနောက်ပြီးလူငယ်တွေဟာကျမ်းမာရေးပိုင်းမှာပို့ပြီးတော့လိုက်စားလာတာနဲ့အရင်ကလူတွေ စုပြီးအရက်တောက်ကြတာမျိုးထက်အခုဆိုရင် ဖုန်းသုံးတာတွေပို့ပြီးတော့များလာတာတွေက အကြောင်းအရင်းဖြစ်နိုင်တယ်လို့ဆိုထားပါတယ်ရှင် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။